ချမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်မရှင်တက SSPB SSA နဲ့မြေအတွင်းသို့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ SSPB Info ကသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့နိုဝင်ဘာလ29ရက်မွန်းလွဲတနားအချိန်ခန့်ကအင်အားတရာဝင်ကြပါအကြမ်းဖက်စစ်ကောင်မရှင်တက်ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPB SSA တပ်စခန်းတရှိအောင်ကြောင်မဲမြို့နယ်ပုံဝိုးကြီးရွာနီးမှာရှိတဲ့တောတွင်းတနေရာကိုထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောမရှင်တက်ကမြေပြင်စစ်ကြောင်းနဲ့ဒုံးများအုံပြုကတိုက်ခိုက်နေပြီးတရင်ထုတ်ပြန်ချိန်ညနေ2:56မိနစ်အချိန်ထိထိတွေ့တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့လည်း SSPP Info ကတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တံတော် SSPP SSA တာဝန်ရှိသူများထံကိုဖုံးဆက်မေးမြန်းခဲ့တော့လဲဖုံးလက်ခံဖြေကြားခြင်းမရှိဘူးလို့ဖော်ပြထားပါတယ်။ကြောင်မင်းမျိုးပေါ်ကတော့စစ်တပ်ကအဓိကထိန်းချုပ်ထားတာပါ ကြောင်မဲမြို့နယ်အတွင်းကရွာတွေမှာ SSPB နဲ့ TNL တွေလည်းရှိနေတယ်။ TNL ကလည်းသူတို့စခန်းလိုနေတဲ့နေရာတွေရှိတယ်။အခုတိုက်ပွဲဖြစ်တာကလည်းမြို့ပေါ်ကနေစစ်တပ်ကရွာတွေဘက်ကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ကြတာပါလို့ကြောင်မဲမြို့မှာဒေသနေပြည်သူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။မစိုးမြို့နယ်တက်တော်ကြီးရွာကိုစစ်တပ်ကဝန်ရောက်စီးနင်းပြီးပြည်သူ၃ကိုတပ်ဖြတ်ကရွာလုံးကျုပ်မီတင်ရှို့သွားတယ်လို့ဖားကမှာလည်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၂ဦးဒဏ်ရာရရှိထားတဲ့သတင်းမှာ မန္တလေးတိုင်းငဇိုမြို့နယ်ဓာတ်တော်ကြေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးပြည်သူ၃ကိုတပ်ဖြတ်ခါရွာလုံးကျို့မီးတင်ရှို့သွားတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။နိုဝင်ဘာလ28ရက်မနေ့ရှင်းနာရီချိန်စစ်တပ်ကငဇိုမြို့နယ်ဓာတ်တော်ကြေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကြောင်းထိုးလာပြီးအဲ့ဒီနောက်ကြေးရွာအတွင်းကိုရောက်ရှိလာချိန်မှာအနီးနားဝန်းကျင်များသို့လက်နက်ကြီးဒရုန်းများနဲ့ထွက်ပြေးလာတဲ့စစ်ပေးဆောင်ပြည်သူတွေကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုပစ်ခတ်မှုကြောင့်နှစ်နှစ်ရွယ်ကလေးငယ်တို့အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်စစ်တပ်ကတပ်တော်ခြေရွာတစ်ခုလုံးကိုမီးတင်ရှို့ခဲ့ရမှာအင်ဂျီအများပြားမီးတောင်ပျက်စီးပြကျသွားတယ်လို့သိရပါတယ်။ထို့နောက်စစ်တပ်စစ်ကြောင်းကတပ်တော်ခြေရွာမှာပြန်လည်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။အခုထိတော့စစ်ကြောင်းပြန်လာမှဆိုရင်လို့တပ်တော်ခြေရွာပြည်သူတွေကတော့နှိစရာတောတွေထဲမှာပဲစစ်ပီးရှောင်နေရတော့မယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားတာဖြစ်ပါတယ်။လာတို့ပဲကချင်းပြည်နယ်ဖားကန်းမြို့နယ်မနာခြေရွာကိုအချမ်းဘက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာလင်မယားနှုတ်ဒဏ်ရာရရှိပြီးတအူးစိုးရင်ရတယ်လို့ဖားကန့်သတင်းရင်းမြစ်တွေထံကသိရပါတယ်။ နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းကဖွားကမြို့ဖြူဟာတက်ကုန်းမှာတက်ဆွဲထားတဲ့စစ်တကမနာကြီးရွာတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာလင်မယားနှုတ်တန်ရရရှိပြီးတအူးစိုးရင်ရတယ်လို့ဆိုပါတယ်။တအူးကတော့စုပ်ထဲကနေသွေးတွေဖောက်ထွက်ရတဲ့အနေအထားဖြစ်တယ်။တော်တော်ကိုပြင်းထန်တယ်။အသက်လွနေရတဲ့အနေအထားကိုဖြစ်နေတာ။တယောက်ကတော့တိတ်မပြင်းထန်ဘူးလို့သိရတယ်လို့ဖားကန့်သတင်းရင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်တကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့မနာကြီးရွာဟာ KIA KPD တပ်ဖွဲ့များထိန်းချုပ်ထားရာ စိတ်မှုကြီးရွာအုပ်စုထဲမှာပါဝင်ပြီး စစ်တပ်ကပြန်လည်သိမ်းပိုက်ထားတဲ့စမ်းကြွေကြီးရွာနဲ့ကလျက်မှာတည်ရှိနေတာဖြစ်ပါတယ်။နိုဝင်ဘာလ28ရက်ည10:00နာရီအချိန်ခန့်ကလည်းဖားကန်မြို့နယ်မော်စီစာဘုရားကုန်းစမ်းကြွေကြီးရွာရှိစစ်တပ်စခန်းများအပဝင်စစ်တပ်တပ်ဆွဲထားရနေရာတွေကို KNY ပူးပေါင်းတပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကားအစီးတရာခန်းနဲ့မိုးကုတ်ကိုစစ်ကောင်စီဝင်ရောက်လာတဲ့တဲ့မှာတောင်မျိုးသားလူမျိုးရေးတက်မတော် TNL ကလက်လွတ်ဖို့သဘောတူထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ရဲကို နိုဝင်ဘာလ28ရက်ညမှာကားအစီးတရားဝင်းကျင်နဲ့အင်အားအလုံးရင်းနဲ့စစ်ကောင်စီတပ်တွေစတင်ဝင်ရောက်နေပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအစမောင်ကအတည်ပြုပြောဆိုထားပါဗျ။တီအန်အန်ထိန်းချုပ်ထားတဲ့ပြည်ဦးရဲနောင်ချိုကြောင်မဲမိုးကုတ်လန်တိုင်းဝင်လာတာဖြစ်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့တရေချက်လက်ရယူဖို့တောင်မလွယ်တဲ့အခြေအနေဖြစ်ပါဗျ။မိုးကုတ်မျိုးကိုလက်လွတ်မယ်လို့တီအန်အန်ကအော်တိုဘာ29ရက်မှာကြေညာခဲ့ပြီးနောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့တွေကိုသူတို့သတ်မှတ်ထားတဲ့စကမ်းကုန်းတွေမှာပဲအခြေချခွင့်ပြုထားတာပါ။ လက်တော်မှာဒေသကာကွယ်ရေးအဖွဲ့တွေဟာမြို့ပတ်ချလဲမှာရှိနေစေဖြစ်ပြီးဒီအခြေအနေပေါ်မှာဘလို့တုံ့ပြန်မယ်ဆိုတာအတိမပြုတ်နိုင်သေးဘူးလို့မိုးကုတ်တပိတ်ကောင်းဆောင်ကိုဆိုးထီကပြောဆိုထားတာဖြစ်ပါတယ်အထက်ကလည်းသူကအဆက်အသွယ်ကုန်ဖြတ်ထားတာစတားလင်တွေဘာတွေအကုန်ဖြတ်ထားတယ်ကျွန်တော်တို့မင်းညကနေတည်ရတော့ဆိုရင်ကားအစီးတရာလောက်ရှိတယ်သူတို့မင်းကညာရင်းကျင်းအောင်ရောက်ချင်မှရောက်မှဘာတားစီမှမရှိဘူးဘာယူနီဖောင်းမှလည်းမပြောင်းဘူးဒီအတိုင်းပဲလာကြတာလို့ပြောတယ်ရောက်တော့ပြီလို့ကျွန်တော်ထင်ပါတယ် ၄၅00လောက်တော့ရှိနေမှာပေါ့အင်းအားလုံးဝင်းနဲ့ဝင်လာတယ်လို့မင်းညနေကကျွန်တော်တို့သိရတာပေါ့ဒီနေ့တော့ဘာမှမသိရဘူးဘာလို့ဆိုအထက်ကလည်းဆက်သွယ်ပြတ်သွားပြီလေသူတို့ကခံမင်းကြီးညနေ၂နာရီလောက်ကဆက်ထွက်တယ်ထင်တယ်ကျွန်တော်နဲ့အထက်ကတယောက်ကဆက်သွယ်ရတဲ့အချိန်မှာပြောပြီးသူလည်းထောက်လျှောက်ဆက်သွယ်ပြတ်သွားတာရှမ်းလန်းဆောင်အဲ့ဒီနာကနေမှသူတို့စုဖွဲ့တယ်စုဖွဲ့ပြီးတော့ဂိတ်ဖွင့်ပြီးတော့အဲ့ဒီလမ်းကြောင်းတိုင်းလာတယ်ပစီတို့တာပိုင်တို့ပြီးဦးလွင်မိုးကုတ်လန်းအဲ့ဒီလမ်းပိုင်းကနေလာတယ်လို့သိရတယ် ကားစီးတရားကြောင့်ဆိုတာဘလို့ကားတွေလည်းတော့မသိဘူးတရားနယ်ကတော့တောက်လျှောက်မြို့ထဲမှာလည်းလမ်းတွေပိတ်တာအခုထိလုပ်ထားတယ်မြို့ထဲကလူတွေပါအသွာလာကန့်တက်ပြီးပိတ်ပင်တာတွေရှိတယ်မိုးကုတ်မြို့မှာတရားနယ်ကဆက်စပ်ရေးရုံဆက်ပွင့်ထားမှဖြစ်ပြီးကြောင်းပြန်လုပ်ွက်တွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်မိုးကုတ်မြို့မှာတခြားတိုင်းသားအစုအဖွဲ့တွေလည်းရှိနေပြီးကြောက်တွင်းလုပ်ငန်းတွေဆက်လက်လဲပတ်နေမှာလည်းဖြစ်ပါတယ်ညာလင်းသစ်တုတ်ဒေသနာဖွဲ့မှမိုးထက်နေကကျွန်တော်အမြင်ကတော့မိုးကုတ်ရံမှမဟုတ်ဘူးစစ်ရဲ့သဘောကတော့ အပိဓာမနိုင်ခင်တော့ဒီနယ်မြေတွေကတိမ့်လိုက်လက်လွတ်လိုက်ရဆိုတဲ့ကိစ္စမျိုးတွေကတော့ဖြစ်နေပါပေါ့ထိုးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးစစ်တပ်ကရင်းမြစ်ကုံလုံးကိုအပိုင်သိမ်းထားပြီးတော့လေချောင်းထိုးစစ်တွေဘာတွေတောက်လျှောက်လုပ်နေတာမျိုးဖြစ်နေတာလေနောက်ထပ်တစ်ခုကစားနပ်ရိက္ခာစေဝါရရှိမှုကြတော့လေကျွန်တော်တို့အလဲပိုင်းဒေတာတွေကြတော့ပြည်တွင်းကုံသွဲရေးကိုပဲအားကိုးရတဲ့အခါကြတော့စားရိက္ခာနဲ့ပတ်သက်လို့လည်းပြဿနာတွေ ရှိတာပေါ့မတန်တဆဆေးတွေပေးရတာစစ်တပ်ကပိတ်ဆို့လို့လွယ်တာတွေရှိတယ်ပေါ့ဗျာ ောက်တစ်ခုကတရုတ်ရဲ့ပတ်လိုက်တဲ့ကိစ္စအဲ့ဒီဖီးယားကလည်းကျွန်တော်တို့မှာပြဿနာရှိနေတယ်လို့ပြောဆိုထားပါတယ်ဘောဂိုမျိုးကနေသူတို့ထွက်ခွာရမယ့်ရက်တွေမှာကြီးလုံးဝမဖောက်ဖို့ဒေသတော်လိုင်းအင်အားစုတွေကို TNL ကတားမြစ်ထားပါတယ်ဘောဂိုမျိုးနဲ့မိုးမိတ်မျိုးတို့ကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်ကြာမှာတရုတ်ဆိုရရဲ့ဂျောင်းဝင်ဖီးယားပြေးမှုတွေကြောင့်ပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာခုတခါ မြောက်ရီမြို့ရှိစစ်တကမတရားချိတ်ပိတ်ခဲ့တဲ့ပြည်သူပိုင်နေများမှာကြားဖြန့်တရုတ်များကိုတိုးဝဲထားပြီးအဖမ်းပြတဲ့တဲ့မှာကရင်ပြည်နယ်မြောက်ရီမြို့ရှိအကြမ်းဖက်စစ်တကမတရားချိတ်ပိတ်ခဲ့တဲ့ပြည်သူပိုင်နေများမှာမင်းလက်ပံရွာမှထွက်ပြေးလာတဲ့ကြားဖြန့်တရုတ်တွေကိုထားရှိထားပြီးပြည်သူများကတိုင်ကြသောအခါမှာကြားဖြန့်များကိုဟန်ပြဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့ဒေသနေပြည်သူများနဲ့နေအိမ်ချိတ်ပိတ်ခံရတဲ့မြောက်ရီမြို့ကန် AAC ကိုရဲမင်းကပြောဆိုထားပါတယ်။ AAC ကိုရဲမင်းရဲ့မြောက်ရီမြို့ရှိနေအိမ်ကို စစ်တပ်က2021ခုနှစ်စစ်အာဏာရှင်ဆန့်ကျင်ရေးတပိတ်မှာပါဝင်ခဲ့တာကြောင့်ချိတ်ပိတ်ခဲ့ပြီးအဆိုပါချိတ်ပိတ်ထားတဲ့ကိုရဲမင်းရဲ့နေအိမ်မှာကြားဖြန့်တရုတ်တွေကိုစစ်တပ်လောက်ခံကရင်လန်းနိုင်ငံအဖွဲ့ကလာထားကြောင်းအဲ့ဒီနောက်ပတ်ဝန်းကျင်မှာပြည်သူများကတိုင်ကြားတဲ့အခါမှာကိုရဲမင်းရဲ့နေအိမ်မှာကြားဖြန့်တရုတ်တွေကိုစစ်တပ်ကရောင်းပြဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရဲနောက်မှာတက်လာတော့အံ့ဩသွားတယ်။ကြားဖြန့်တွေဝန်ဖန်သွားတယ်ဆိုတော့ကိုယ်ဝင်ကိုမှတ်မိတာပေါ့။2021အစပိုင်းကတည်းကချိတ်ပိတ်ခံထားတဲ့အိမ်အဲ့ဒီအိမ်လေးမှာဒီလိုကြားဖြန့်တွေ အချမ်းဘက်စေုပ်စုရဲ့လက်ဝဲကန်လက်ပါစီလက်နက်ကင်တပ်ဖွဲ့တွေကရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ပူးပေါင်းပြီးတော့ဒီတရုတ်ချားဖြန့်တွေကိုတွားထားတယ်။ပြီးတော့စစ်ကောင်စီကဝင်ပြီးတော့ဖမ်းပြတယ်။ဒေါ်လိုင်းအင်းမှာပါလို့ချိတ်ပိတ်ခံထားတယ်။ပြည်သူတွေရဲ့နေအိမ်တွေကိုတောင်မှချားဖြန့်တွေထောက်ပြီးတော့ဝင်ဖမ်းတဲ့အခွက်တွေဆိုတော့ကျွန်တော်တို့ချိတ်ပိတ်ခံထားတဲ့အိမ်ပိုင်ရှင်တွေအနေနဲ့နှစ်ကြိမ်ရင်နာခံစားရတယ်စိတ်မကောင်းဖြစ်ရတယ်လို့ AC ကိုရဲမင်းကပြောဆိုထားတာပဲ ဖြစ်ပါတယ်။မြောက်ဒီမျိုးနဲ့ရှိချိတ်ပိတ်ခံထားတဲ့အိမ်တွေကို နိုင်ငံတော်ပိုင်ဖြစ်၍မိသူများကျူးကျော်ဝင်ရောက်ခွင့်မရှိလို့ဂျပန်စီအုပ်စုကစီကံထုတ်ထားတော့လေ၎င်းတို့စီကံကို၎င်းတို့ဘာသာချိုးပေါက်နေခြင်းဖြစ်တယ်လို့လည်း၎င်းကဆက်ပြီးပြောပါရယ်လက်ရှိချိန်မှာဂျပန်များဟာထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ထဲမှာထွက်ပြေးနေကြပြီးဗန်အမားတစ်ဆင့်ရန်ကုန်မန္တလေးသို့လုံရင်နဲ့ဝင်ရောက်နေကြတယ်လို့လည်းသိရပါရယ်မြန်မာနိုင်ငံအနှံတော်လိုင်းကြီးလုံ၍ချိတ်ပိတ်ခံထားသူများရဲ့နေအိမ်များမှာဂျပန်များဝင်ရောက်နေရယူခြင်းနေရာပေးခြင်းများလုပ်လာနိုင်တယ်လို့လည်းဆိုပါရယ် အကြမ်းဖက်ဆဲအုပ်စုနဲ့ဆက်နွယ်နေသူများကထိုးထိုးလှုပ်ဆောင်လာနိုင်ကဒေါ်လန်ပြည်သူများရဲ့ချိတ်ပိတ်ခံနေများမှာကြားဖြတ်တရုတ်များကဝင်ရောက်အလုပ်လုပ်မှုများဖြစ်ပေါ်လာနိုင်တယ်လို့ AEC ကိုရဲမင်းကပြောဆိုထားတာဖြစ်ပါတယ်။အလားတူမွန်ပြည်နယ်ပေါင်မြို့နယ်ရန်ကုန်မြို့လမ်းရထားလမ်းမရှိရင်းငိမ်ဘူတာမှာမြန်မာနိုင်ငံသားမှတ်ပုံတင်73မြင်းသောကန်ဆောင်ထားတဲ့ကြားဖြတ်တရုတ်တရားကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဒေသပြည်သူများနဲ့စစ်တပ်သတင်းမြင်များထံကသိရပါတယ်။နိုဝင်ဘာလ26ရက်မနက်7:00နာရီချိန်က မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများမှထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတရတအူးမှရင်းငိမ်ဘူးလာတော့အိမ်စီးရင်ဟိုက်ချက်ရင်များနဲ့ရောက်ရှိလာပြီးအဆိုပါကြားဖြတ်တရုတ်တွေကယထားနဲ့ဆက်လက်ခီးထွက်ရန်ပြင်ဆင်နေစဉ်ပြည်သူများကတိုင်ကြားတာကြောင့်စစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးခံရသူအများစုမှာရှမ်းပြည်နယ်မပုံတင်73မြင်းဆောင်ကိုကင်ဆောင်ထားကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့ကြားဖြတ်တရုတ်များမှာအမျိုးသမီး39ဦးနဲ့အမျိုးသား62ဦးပါဝင်ပြီး ပေါင်မြို့နယ်ရေစကန်ကအမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။